လက်ရှိမှာလဲကိုကကိုရတဲ့ရောက်ခမကလည်းအခုလည်းပါလာပြပွဲမှာအာရောက်ခမလည်းလာကိုရဲ့အမေလိုပဲအမေနဲ့မချားဆိုတော့ကိုကသူ့ကိုပြန်ပြီးတော့အခုဆိုကိုကကိုပြန်ပြီးနှလုံးသွင်းပြီးသူ့သူ့ထားတဲ့စိတ်နေစိတ်ထားတွေကိုကပြန်ပြီးသင်ယူနေရတာပေါ့နော်ကိုချွေးမရလာရင်လည်းကိုအမေတယောက်လိုဟိုရောက်ခမတယောက်လိုမဟုတ်ဘဲနဲ့ကိုအမေတယောက်လိုဘလို့အပြေအဝပေါ့နော် အဓိကတော့ရောက်ခမအောင်နမူနာယူနေရပါဘို့ဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုတက်ငယ်ချင်းပေါင်းပေါ့အဲ့လိုမျိုးဟိုမဘာလေးဆိုလဲတခုဆိုတန်းတန်းမင်းမင်းတော်တော်လာလာလေးပေါ့အခုလက်ရှိလဲအင်းရရောက်ခမနေရတဲ့အဲ့တိုင်းပဲအာကိုကိုတော်လေးအရန်ဘဝမှာအဲ့ဒါတော့အရန်ပြီးပြည့်စုံတဲ့ကံကောင်းမှုပဲဟိုအမျိုးသားရတာလည်းကံကောင်းတယ်ရခမရလည်းကံကောင်းတယ်ပေါ့နောက်သားသမီးရတာလည်းအခုချိန်ထိကံကောင်းတယ်ပေါ့နော်သားလေးနှစ်ယောက်ကလည်းအရန်လိမ်ပါတယ်ဟိုကိုပြောရင်လည်းပြောစကားနားထောင်တဲ့ကလေးတွေမှာပါတယ် ဒီနေ့ပွင့်လေးရဒီ Harry Bubble ရဲ့ဆယ်နှစ်ပြည့်ပွဲလေးပေါ့နော်ခင်ဗျားဒီ Harry Bubble မှာဟိုးအရင်ဒီအမမဆုနဲ့မခင်ခင်เนี่ยကိုကဟိုဘယ်လိုခေါ်မလဲ Riot Customer လို့ဖြစ်လာပေါ့2015တည်းက Quality Sign မှာမဆုစဖွင့်ပြီးတိတ်မကြတဲ့အလုပ်ဖြစ်တာပေါ့နော်နောက်ဒီဆိုင်ရဲ့ဟိုဈေးတွေ quality ကိုလည်းကြိုက်တယ်မှာကိုယ်စပင်းဆိုတောက်လျှောက်လုံလာတခါမပြည့်စီအဲ့လိုမျိုးဆိုတော့နောက်ပိုင်းမဆုနဲ့လည်းအရန်ခင်တော့ကိုညီမတွေလိုဖြစ်နေတော့ပွဲလေးလာရောက်တက်ပြီးအပိတ်ပြစ်တာအဲအဓိကတော့လေးချိန်ကတော့အမှန်တိုင်းပြောရင်ဒီအရန်ဟိုအရန်ကြီးလှုပ်ဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ပုံမှန်လေးတော့ အစားရှောင်ပြက်တာရှိတယ်။အဲနောက်ပြီးတော့အေးရင်းဝဝအိတ်တာတို့အဲ့လိုမျိုးလေးပေါ့။နောက် skin care လေးပုံမှန်လုပ်ဖြစ်တယ်။နောက် aesthetic တွေမှာဆိုအဲ့လိုမျက်နှာပေါင်းတင်တာတို့ treatment လေးတွေလုပ်ဖြစ်တယ်ပေါ့နော်။ဟုတ်ပါဘူး။အဲအဲ့လိုလည်းပါတယ်ထင်တယ်။ဟုတ်တယ်။အဲ့လိုအမျိုးသားနဲ့အဲကလေးတွေကလည်းကလေးအကြောင်းလည်းစိတ်ညစ်ချင်မရှိဘူး။အမျိုးသားကြောင့်လည်းစိတ်ညစ်ချင်မရှိတော့အဲ့လိုလည်းပါမယ်ထင်တယ်။အဲများသောအားဖြင့်ကိစ္စတိုင်းကတော့နှစ်နှစ်ယောက်တိုင်ပြီးတော့လုပ်ဖြစ်တာများတယ်။ ဟိုသားသမီးရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ဟိုဘာရေးပဲလုံးလုံးပေါ့နော်နှစ်ယောက်တိုင်းမြင်ပြီးနှစ်ယောက်အဲ့လိုအဆင်ပြေတဲ့ဟာဆိုလုပ်တယ်အဆင်မပြေတဲ့ဟာဆိုမလုပ်ဘူးပေါ့ဟုတ်အဲတားနှစ်ယောက်ကတော့အရန်အဲ့လိုတဝင်းတူတာတော့မရှိဘူးသူကလည်းနှစ်ယောက်ကိုလည်းအဲ့လိုမြင့်မြတ်တက်တာချစ်တယ်အဖေရောမေရောလေအဲ့လိုမျိုးဆိုတော့အရန်အဲ့လိုမျိုးတော့မရှိဘူးဟုတ်အဖေနဲ့မိနေပိုကတ်တာရပါမရှိဘူးအဲအဲ့လိုမျိုးတော့မရှိဘူးပိုကတ်တာနှစ်ယောက်လုံးတော့မြင့်မြတ်တက်တာပဲတားနှစ်ယောက်ဆိုတော့တယောက်တယောက်စီကတ်တယ်ဟုတ်လားအင်းကိုကအခုလက်ရှိမှာလဲကိုကကိုရတဲ့ယောက်ခမကလည်းအခုလည်းပါလာရပွဲမှာ အာရောက်ခမလာတာကိုယ့်ရဲ့အမေလိုပဲအမေနဲ့မချားဆိုတော့ကိုကသူ့ကိုပြန်ပြီးတော့အခုဆိုကိုယ့်ကိုပြန်ပြီးနှလုံးသွင်းပြီးသူ့သူ့ထားတဲ့စိတ်နေစိတ်ထားတွေကိုကပြန်ပြီးသင်ယူနေရတာပေါ့နော်ကိုချွေးမရလာရင်လည်းကိုအမေတယောက်လိုဟိုရောက်ခမတယောက်လိုမဟုတ်ဘဲနဲ့ကိုအမေတယောက်လိုဘလို့အပြည့်အဝပေါ့နော်အဓိကတော့ရောက်ခမအောင်နမူနာယူနေရပါဘို့ဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုတငယ်ချင်းပေါင်းပေါ့အဲ့လိုမျိုးဟိုမဘာလေးဆိုလဲတခုဆိုတန်းတန်းမင်းမင်းတော်တော်လာလာလေးပေါ့အခုလက်ရှိလဲအရင်ရောက်ခမနေရတဲ့အဲ့တိုင်းပဲဟုတ်တယ်အရင်ဟိုလေး ကိုမှအဲ့လိုလေရောက်ခမမို့လို့ဟိုစိုးရင်ရတာအဲ့လိုမျိုးထိန်းချောင်းရတယ်ကိုမှဘာမှမရှိဘူးအဲ့လိုမျိုးလေဟိုကိုယ့်ရဲ့ဟိုဒီအမေတယောက်လိုပဲအဲ့လိုမျိုးအအဓိကတော့နှစ်အောင်လုံးလို့တာပေါ့နော်ဟိုချွေးမလေးကလည်းလိန်မဖို့လို့လေရောက်ခမလည်းကောင်းဖို့လို့လေအဓိကတယောက်တည်းကောင်းနေလို့လည်းမရအောင်နှစ်ဦးနှစ်ဖက်ပေါ့ဟိုဆိုလဲကိုယ့်ရောက်ခမကိုလည်းကိုယ့်အမေတယောက်လို့ကိုယ်သဘောထားတယ်ကိုယ့်ရောက်ခမလည်းကိုယ့်ကိုသမီးတယောက်လို့သဘောထားအပြန်အလှန်မြစ်တာပေါ့ဟုတ်အာကိုကိုကိုတော့လေအရန်ဘွားမှာအဲ့ဒါကတော့အရန်ပြီးပြည့်စုံတဲ့ကံကောင်းမှုပဲ ဟိုအမျိုးသားရတာလည်းကံကောင်းတယ်ရခမရလည်းကံကောင်းတယ်ပေါ့နောက်သားသမီးရတာလည်းအခုချိန်ထိကံကောင်းတယ်ပေါ့နော်ဒါလေးနှစ်ယောက်ကလည်းအရင်လိမ့်ပါတယ်ဟိုကိုပြောရင်လည်းပြောစကားနားထောင်တဲ့ကလေးတွေမှာပါတယ်ပေါ့နော်တခါလေးလည်းတတိယမိရတော့ရှိတာပေါ့နော်ဒါမဲ့လည်းဟိုအခုလက်ရှိဘဝနဲ့ကိုပျော်နေလက်ရှိဘဝမှာလည်းဒီအိမ်အောင်တဲ့ဘဝမှာဒီအလုံးလုံးတဲ့ဘဝမှာလည်းကိုပျော်နေရဆိုတော့ကျေနပ်ပါတယ်နှစ်ခုလုံးတော့ဟုတ်ရှိရသူတို့အရင်အပေးတယ်ရှောင်းရင်တော့လေမမလုတ်မမ popular ဖြစ်တာလည်းကောင်းနေလေသူတို့အများတန်းပြောတယ်သူတို့ကြိုက်တယ်သူတို့အပေးမယ်သူအများတန်းလို့ပြောတယ် အဲအနုပြန်နဲ့ပတ်သက်ပြီး तू ကအဲ့လိုထိန်းချုပ်ထားတာတားထားတော့မရှိဘူးပေါ့နော်လက်ရှိမှာတော့အဲ့လိုကိုကိုတိုင်ကလည်းဟိုဒီဒီကလေးတွေငယ်တဲ့အချိန်မှာလည်းကိုကအချိန်ပြည့်ဝပေးခြင်းတယ်ကလေးလေးတွေဆိုတာကိုငယ်တဲ့အချိန်မှာပဲကိုနဲ့သူတကွာသူတို့အနီးကပ်ဆုံးမရတဲ့ဟာလေးတွေရှိတယ်ဟိုကလေးတွေကအသက်အရွယ်တစ်ခုရောက်လာရင်သူတို့သွားပြီးဆုံးမလို့မရတော့ဘူးလीဆိုတော့ဒီအချိန်မှာလည်းကိုကအနီးကပ်နေခြင်းလို့ကိုကကိုလည်းအဲ့လိုနားလိုက်တာပါပါအခုလောလောဆယ်တော့ကလေးတွေလည်းနည်းနည်းငယ်အကြီးလေးကလည်း၈နှစ်ပဲရှိသေးရဲ့ဆိုတော့ နည်းနည်းလေးတော့နောက်တစ်နှစ်နှစ်နှစ်ပေါ့လေဟုတ်တစ်နှစ်နှစ်နှစ်ပြီးတော့မှကိုအချိန်နေပေးလိုက်ရင်လည်းကိုလုပ်ဖြစ်မယ်အချိန်နေမပေးလို့ရှိရင်လည်းကိုဒီရှိတဲ့လမ်းကြောင်းမှာပဲဆက်သွားမယ်ပေါ့နော်အတေးဥဆောင်နေမှာလည်းအရင်တော့ကမ်းလန့်ခဲ့တာရှိတယ်ကိုခန့်တို့ဆိုဒီမင်းသမီး၃လက်တို့ပထမအောင်ဆုံးမင်းသမီးတင်တဲ့အချိန်မှာဆိုလဲကိုအဲ့လိုကမ်းလန့်ခဲ့မှုတိုင်းရှိတယ်အဲ့တုန်းကလည်းကိုကိုရဲကဒီတေးဥဆောင်အလုပ်ကမှကိုကိုကိုလည်းယုံကြည်ချက်မရှိသေးလို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးဟိုအဲ့လိုညင်းခဲ့ရတယ်လေရှိတယ်ဟုတ်ကဲ့ဟုတ် Harry Republic ဒီဒီ Sunny ပြည်ကနေစပြီးတော့ အများကြီးအများကြီးအောင်မြင်ပြီးတော့ဆိုင်ပွဲပေါင်းအများကြီးဖွင့်နိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးလိုက်ပါတယ်ရှင်။3 2 1